အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေတနင်္လာသားသမီးအားလုံးအတွက်ပေါ့လေမကြခင်မှာကြာရောက်တော့မယ်မြမရိုးရနှစ်သက်အတွက်ပေါ့လေတနင်္လာကကျွန်မဟောကန်းကြီးကိုကျွန်တော်အသေးစိတ်လေးလလိုက်အချက်လက်လေးတွေစုံစုံစစ်စစ်နဲ့ဟောကြားပေးမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့မကြခင်မှာကျွန်တော်တို့မြမရိုးရမှာ1386ခုနှစ်ကနေ1389ခုနှစ်ကိုဂူပြောင်းတော့မှာပေါ့လေဧပြီလ18ရက်နေ့ဆိုရင်နှစ်စံတရရက်နေ့အဲ့ကနေစပြီးဂူပြောင်းတော့မှာပေါ့နော် အဲ့တော့ကျွန်တော်ပီကရနစ်တွေမှာလည်းတနစ်စာကန်ဂျမာဟော်ဝင်းဆိုပြီးနေ့နံခုနှစ်ခုစလုံးအတွက်အသေးစိတ်လေးတွေအများနဲ့ကျွန်တော်ဟော်ပေးကလေးရှိပါတယ်ဗျာနော်လာလိုက်ပါဒီဒီရှာလေးဟော်ပေးလေးရှိတယ်အခုတစ်ခါမှလည်းထပ်ပြီးဟော်ပေးပါဦးမယ်အဲ့တော့ဟော်တဲ့ခါမှာတော့ကျွန်တော်မဟုတ်ရင်ကြိုပြီးမြေတားရက်ခံစရာလေးတွေနားလည်အောင်ရှင်းပြစရာလေးတွေရှိတယ်ဟော်တဲ့ခါမှာကျွန်တော်ဒီတွက်ချက်ပြီးစစ်ဆေးပြီးဟော်တဲ့ခါမှာဗေဒင်မျက်နှာပဲကြည့်ပြီးဟော်မယ်ဗေဒင်ထဲမှာကောင်းတာမြင်ကောင်းတဲ့တိုင်းဟော်မယ်အကဲမကောင်းဆိုရင်လည်းကျွန်တော်မကောင်းဆိုတဲ့တိုင်းတော့ပို့နေလင်းပြောမယ်နော်ဒါကတော့ကျွန်တော်မဟုတ်ရင်အများနဲ့ပြောလို့ရှိတယ်နောက်တစ်ချက်ပြောချင်တာလည်းဆိုတော့ တနစ်စာဟောရမှာဖြစ်တယ်အခြေကြီးပေါ့လေတနစ်စာ17နာလောက်ကြီးအကျုံးဝင်တယ်အဲ့တော့တနင်္လာသားသမီးတွေအတွက်လို့ဟောတဲ့အခါမှာကောင်းတာတွေလည်းပါမယ်ညံ့တာတွေလည်းပါမှာပေါ့ပါတဲ့အခါမှာတချို့လေးတွေကဟာငါတို့ကတော့ကောင်းပါတယ်ကွာ तू ကဟောတာညံ့နေပြီပဲကွာဆိုတချို့ကပြောတယ်တယ်အာတချို့ကတော့တမျိုးမျိုးရှိသေးတယ်လေအာ तू ကတော့ဟိုညံ့နေတယ်တော့ပြောတာငါတို့ဒီမှာကောင်းနေတာဆိုတော့လာသေးတယ်အဲ့တော့ဒါဒီတဦးတယောက်ချင်းရဲ့ဇာတာတွေအသေးစိတ်တွက်ချက်ပြီးတော့ဟောတာမဟုတ်ဘူးလူအလုံးအတွက်အချုပ်ဟောတာတနင်္လာသားသမီးမှန်တော်လည်းပဲမြန်မာတိုင်းနိုင်ငံထဲမှာတော့မှ ဟို50တန်းလောက်ရှိတယ်ဆိုရင်ဗျာအဲ့ထက်ကနေတရင်းလာတန်းသမီးဘယ်နှတန်းလောက်ရှိမလဲတွေးကြည့်ပေါ့ကဘာတဝန်းလုံးဆိုလည်းအများကြီးပဲပေါ့လေအဲ့တော့အရောက်စီတန်းအရောက်စီတန်းအတွက်ရေတော့ကျွန်တော်မပြောလို့ဘူးသို့တော့ကျွန်တော်ရဲ့ host တန်းနေတရင်းလာတန်းသမီးအားလုံးအတွက်ခြုံငုံပြီးတော့အနည်းဆက်ဆုံးအသေးစိတ်ဖြစ်အောင်တော့မန်ကောင်ကျွန်တော်အတက်နိုင်ဆုံးခေါ်ရပေးတယ်ဆိုတော့လေသိစေချင်တယ်နော်ဘလိုမျိုးကြီးအသေးစိတ်ကြီးတိတိကျကျသိရင်တော့တယောက်ချင်းစီကျွန်တော်စီစားရလားစစ်ကြည့်ပေါ့ဒါကတော့ရှင်းပါတယ်ကနော်ဟုတ်ပြီဟောမယ်ဟောတဲ့ခါမှာကျွန်တော်အားလုံးအောင်အချက်၈ချက်ဟောပေးမယ်အဲနံပါတ်၁ချက်ကဘာလဲဆိုတော့ ဒီတနစ်စာပတ်လုံးမှာကျုံတွေ့ရမယ်တနစ်လာသားသမီးတွေရဲ့စိတ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်1ကျတော့သူကအလောက်ကန်နဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်3ဝင်ဝင်နဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်4ပညာရေးနဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်5အိမ်တော်ရေးအခြေအနေနဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်6ကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်9ဆိုလို့ရှိရင်တနစ်စာအားလုံးကို hostel နဲ့ကိုခြုံပြီးတော့ဒီတနစ်လာသားသမီးတွေအတွက်ကျွန်တော်ရေးပေးတဲ့အကြံပေးချက်ပေါ့လေအဲ့ဒါလေးကျွန်တော်ဟောပေးမယ်နံပါတ်8အနေနဲ့လောက်ရမယ့်ရရာဆိုပြီးတော့ ကဏ္ဍလေးစလုံးစီလေးကျွန်တော်ဟောပြီးမှဖြစ်တယ်เนาะအဲ့တော့ပထမဆုံးအဲစစ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေပေါ့လေဒီ1389ခုနှစ်မှာတလင်းလာတာသမီးကျွန်တော်မိတ်ဆွေတွေစစ်တပိုင်းဆိုင်ရာအခြေအနေဘယ်လိုဖြစ်မလဲဆိုရင်ဗီဒီယိုမှာပဲကြည့်ပြီးပြောရမယ်ဆိုရင်တော့ဒီနှစ်တစ်နှစ်လုံးကစိတ်လုံးစရာစရာတွေနဲ့ကြုံရရမယ်နှစ်ထဲမှာပါတယ်ကိုဖြစ်ချင်တာတွေလှုပ်ချင်တာတွေအများများနေလိမ့်မယ်ဗျာတိလားစိတ်ညစ်တာလည်းမခံနိုင်ဘူးပေါ့လေပြီးတော့တကယ်တကယ်အားဖြစ်တော့အပြင်မှာလုံနိုင်လားဆိုလို့ရှိရင်လည်းမလုံနိုင်ဘူးဗျာ ဖြစ်ချင်တာတွေလှုပ်ချင်တာတွေများပြီးတော့လက်တွေ့အကောင်တွေဖော်ဖို့ကြတော့အခက်ခဲတွေသွားကြုံနေရတတ်တယ်မဖော်နိုင်ဆိုရင်ပုံမှန်တယ်ပေါ့လေဘာဝဲလှုပ်လှုပ်ပြီးတော့စိတ်ကလည်းခဏပဲဗျခုတမျိုးတော့ကြတဲ့မျိုးခဏနေတဲ့မျိုးအမျိုးအမျိုးမျိုးပြောင်းနေတာမျိုးတွေတွေဖြစ်တတ်တယ်ပေါ့လေဒါလေးလောက်ရမလားဒါလေးလုံနေတဲ့ဆက်ဆက်လေးဖြစ်သေးတယ်ဟိုဘက်လေးပြောင်းနေတယ်အစတရားပြေဒါမျိုးလေးတွေလည်းဖြစ်တတ်တယ်သတိထားကိုယ်စိတ်ကိုကိုယ်မနိုင်ဘူးဆိုတာမျိုးလေးတွေဖြစ်တတ်တယ်စိတ်ကူးရဲ့ဆန္ဒအရင်များလုံးတဲ့နော်စိတ်ကူးနဲ့လက်တွေကွာခြားနေတဲ့အနေအထားကြီးကိုတခြားဘောက်ရင်ဆိုင်ရလိမ့်မယ်စိတ်ကူးရင်တတ်နေမယ် ကိုလှုပ်ချင်တာတွေကိုစိတ်ကူထဲမှာပဲအောက်ကောင်းတဲ့ follow ရပြီးလက်တွေ့ကြတော့ follow အခက်ခဲတွေအများကြီးရင်ဆိုင်ရတာ follow မရနိုင်တာမျိုးတွေဖြစ်နေလိမ့်မယ်အထူးသဖြင့် April လနဲ့ November လတွေမှာဆိုရင်စိတ်ညစ်ဆရာလေးတွေပြင်းပြင်းထန်ထန်ပုံပြီးကြုံရတဲ့လလို့ခေါ်တယ်တည်တည်ချာလေးလိုက်မှတ်ထားပါအရန်အရေးကြီးပါတယ် April လနဲ့ November လစိတ်သက်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစိတ်ညစ်ဆရာလေးတွေပို့တွေ့ရလိမ့်မယ်သတိထားပြီးနေပါလို့အကြံပေးခြင်း ਨੇ ကျန်တဲ့လတွေကတော့ကြုံကမှကြုံတော့တာမန်ပေါ့နိအဲ့ဒီ7လရှိတဲ့အထက်မှာအဲ့7လကတော့အဆိုးဆုံးပဲသတိထားပါ နံပါတ်1အချက်အနေနဲ့အလောက်ကန်တဲ့ပတ်သက်ပြီးကျွန်တော်မှာခြင်းတယ်အဲ့ဒါပါလဲဆိုတော့ဒီတနစ်စာပတ်လုံးမှာအလောက်ကန်တဲ့ပတ်သက်လို့ရှိရင်တနင်္လာသားသမီးတွေဟောမှာတော့အားနာတယ်ဘာကြောင့်လဲဆိုတော့နိမ့်နံ9ခုရှိတဲ့အထက်မှာနိမ့်နံ3ခုကကန်ညံ့တယ်ဗောလေအဲ့ဒီကန်ညံ့တဲ့အထက်မှာနံပါတ်1ကနံပါတ်2ကနံပါတ်3ရဲ့ဆိုပြီးရှိတဲ့အထက်မှာတနင်္လာသားသမီးတွေကနံပါတ်3နဲ့ရမှာရှိတယ်ဒီတနစ်စာဒီတနင်္လာသားသမီးတွေအတွက်ကံကောင်းတဲ့နှစ်တနစ်ထမ်းမှာမပါဘူးအဲ့ဒါလေးကတော့သိစေချင်လို့เนาะအဲ့ဒါလေးကတော့မမေ့နဲ့ပေါ့ ဟုတ်ပြီအဲ့တော့ဒီတနစ်စာပတ်လုံးမှာအလုတ်ကန်နဲ့ပတ်သက်ပြီးကြည့်မယ်ဆိုရင်အစင်မပြေမှုတွေကြုံနေရတာမျိုးဖြစ်နေမယ်ကိုကကိုစားညံသွားရှိသလားပေါ့လေကျိုးသားတယ်သို့တော့ကျိုးသားတိုင်းဖြစ်လာဆိုတော့မဖြစ်ဘူးဗျလို့သမ ्या အရာရာအတိုင်းမှာအခက်ခဲတွေအတားအဆီးတွေဖြစ်စီမဲ့သူတွေနဲ့သွားပြီးစုံစည်းရတာမျိုးတွေဖြစ်တတ်တယ်အရန်တရိထားရမယ်အထူးသဖြင့်ဒီဇူလိုင်လနဲ့ဖေဖော်ဝါရီလတွေမှာဆိုရင်ကိုရဲ့မိတ်ဆွေတွေလက်အောက်ငယ်သားတွေအလုပ်သမားတွေကြောင့်အလုပ်ထဲမှာပြဿနာဖြစ်တယ်အထက်လူကြီးတွေဖိအားပေးတယ်အောက်လက်ငယ်သားတွေစန့်ကျင်ဒေါ်လာနဲ့ လောဘကကြိမ်မဲ့အချင်းချင်းနောက်ကျောဓာတ်နဲ့တဆုံထိုးတယ်ဒါမျိုးလေးတွေသွားကြုံရတတယ်သတိထားပါမသိတော့ကိုယ့်အချိုးဘောလေလိုလားသလိုလိုကူညီသလိုလိုနဲ့နောက်ကျောဓာတ်နဲ့ထိုးမဲ့သူတွေရှိနေတယ်ဆိုတာလေသိစေချင်တယ်ဇွန်လနဲ့ဇန်နဝါရီလတွေမှာတော့အလောက်ဝင်မှာအခက်ခဲတွေကြုံလို့ရတတယ်သတိထားပါပါဘာပဲလို့လို့အလွယ်လွယ်အချော်ချော်ဖြစ်နေလိမ့်မယ်ဂယုဆိုင်ပါကွာဒါလုံးရင်ဟိုဟာဖြစ်တယ်ဟိုဟာလုံးရင်ဒါဖြစ်တယ်တချို့ကကြတော့ကိုပိုင်စည်းဝါးကြီးလုပ်လဲအစင်မပြေဘူးဆိုပြီးဒီလုပ်လေးပြစ်ထားပြီးနောက်လုပ်တစ်ခုလုပ်လုပ်တဲ့လုပ်ကပို့ပြီးအញ្ញမ်းခိုက်လေးကြုံပတ်ချပါတော့လေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက် အထူးထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ကို့ဆရာသမားကို့ထက်ကြီးခဲ့တဲ့အထက်လူကြီးကို့အကျိုးလိုလာတဲ့သူတွေသူတို့စီကနေအကြံဉာဏ်အကူအညီလေးတွေယူပါနော်ကို့ရဲ့တဦးတယောက်တည်းဆုံးမချက်နဲ့အိတ်ကာလာတွေမှာမလောက်ပါနဲ့လို့ကျွန်တော်အကြံပေးခြင်းနဲ့ပြီးတော့ဒီကာလမှာကျွန်တော်ခုနပြောတဲ့လလေးတွေကလွယ်လို့ရှိရင်ကျန်တဲ့လလေးတွေကတော့ဒီတနစ်စာပတ်လုံးမှာတနင်္လာသားသမီးတွေအတွက်မစိုးဘူးဆိုတဲ့အနေထားလေးတွေရှိတယ်။တေချာကတော့ဒီနှစ်ဒီတနင်္လာသားသမီးကျွန်တော်မိတ်ဆွေတွေအတွက်ကံကောင်းတဲ့နေ့ထမှာမပါဘူး။အဲ့ဒါလေးသိစေချင်တယ်ဗျာနော်။ ပြီးတော့ဒီနေ့တနစ်စာလုံးမှာနံပါတ်3အချက်နေနဲ့ကျွန်တော်ဝင်ဝင်နဲ့ပတ်သက်ပြီးပြောချင်တယ်အဲ့ဝင်ဝင်မှာအဓိကအဖြစ်ပုံသေတွက်မလို့မရတဲ့အနေအထားမျိုးကြီးဖြစ်လာလိမ့်မယ်အထူးသဖြင့် August လနဲ့ March လပေါ့လေအဲ့အဲ့လနေမှာဆိုတော့ဝင်ဝင်အမရံများတဲ့ကာလလို့ခေါ်တဲ့အတွက်တော်တော်လေးအားကောင်းတယ်ဗျဝင်ဝင်တော်တော်လေးများတယ်ဒါပေမဲ့လို့ဘာဖြစ်လဲဆိုရင်ကိုကအသုံးလွယ်နေတာမျိုးလေးတွေလက်ဖွာနေတာမျိုးလေးတွေဖြစ်တဲ့အခါမှာစူးလို့စောင်းလို့မရတဲ့အနေအထားလေးတွေဖြစ်တဲ့မနက်ဝင်လာညနေထွက်လိုက်နဲ့ပတ်ချပါတော့လဲတာမျိုးလေးတွေဖြစ်တဲ့အတွက်သတိထားပေးပါနော် အဲနောက်တစ်ခါစရိမာလာအဲ့စရိမာလာမှာဆိုလို့ရှင်တော့ငွေကြေးအမှန်တန်ကန်ကောင်းတယ်စုလို့ဇောင်းလို့ရတဲ့အနေအထားဖြစ်မယ်စရိမာလာကငွေကြေးကန်အကောင်းဆုံးသောလဖြစ်တယ်တေချာလေးလိုက်မှတ်ထားပါအရန်အရေးကြီးပါတယ်ဗျာနော်တော်တော်လေးအားကောင်းပါတယ်အနုမာလာဆိုလို့ရှင်လည်းသူကပုံမှန်ဝင်ငွေလေးရှိတယ်တတီမမကြီးမတိုးတက်ဘူးဆိုတော့မှသူ့အလေးနဲ့သူမဆိုးဘူးလက်ပတ်နိုင်တဲ့အနေအထားရှိမယ်သို့တော့ဇူလိုင်လနဲ့ဒီဖေဖော်ဝါရီလပေါ့လေအဲ့ဒီလတွေမှာဆိုလို့ရှင်မဲ့ရင်ဆိုရင်အပေါင်းအသင်းသူငွေချင်းမိတ်ဆွေစသည်အားဖြင့်အဲ့ဒီသူတွေကိုငွေချင်း ချီးငားမိတဲ့အတွက်ဆုံးရှုံးတာတွေအာမခံတွေပါတွေလိုက်မိတဲ့အတွက်ကြားရရဆက်ရောရတာတွေဖြစ်ရတဲ့အတွက်အာမခံလုံးဝလိုက်လို့မရဘူးငွေတွေပါတွေလုံးဝချီးလို့မရဘူးဆိုတာလေးသိစေချင်တယ်ကိုယ့်ရဲ့အရန်ရင်းနေတဲ့မိတ်ဆွေတွေတငယ်ချင်းတွေအိမ်ဒီနာချင်းတွေပေါ့လေအဲ့လူတွေရဲ့လိန်လယ်မှုတွေခံတတ်တယ်လားလို့ခေါ်တဲ့အတွက်အထူးအထူးသတိထားပါလာလိုက်ပြောတာလေးတွေမမေ့ပါနဲ့နော်ပြီးတော့ဧပြီလနဲ့နိုဝင်ဘာလအဲ့ဒီလနေမှာကြာတော့ဝင်ငွေလေးတွေကတိတိတသားကြီးညော့လာလိုက်မယ် အလုတ်ကနေလုတ်တဲ့ခါမှာလဲဟိုရောင်းမဝယ်ပါဖြစ်တာမျိုးတွေဝင်ငွေတိတိတတကြီးညော့သွားတာမျိုးတွေဖြစ်တတ်တဲ့သူကကြီးကြီးမားမားယင်းနှမြုံနံတို့မရဘူးဆိုတာလေသိစေချင်တယ်ဂယုဆိုင်ပေးပါအဲ့လားအတွက်လဲကြိုပြီးပြင်ဆင်တာပါနော်ပြီးတော့သူကဝင်ငွေနဲ့ထွက်ငွေဆိုထွက်ငွေတားများတာပေါ့လေအဲ့ကာလနေမှာဆိုရင်သူကတရားထွက်ရင်တထောင် sorry တရားဝင်တထောင်ထွက်တယ်ဆိုတဲ့ကာလမျိုးနော်အဲ့လိုမျိုးကြီးသွားဖြစ်တတ်တယ်ဝင်ငွေတော့ပြီးတော့ထွက်ငွေများတယ်ဆိုတဲ့ကာလကြီးဖြစ်တဲ့သူကတော်တော်လေးသတိထားပါငွေရောပေါက်ကြီးကြီးနေနေမယ်တွက်ရင်လည်းတောက်ကိုစိနေတာပဲဒါပေမဲ့လို့ ဘယ်တော့မှဖာလို့မရဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်တတ်တယ်။မေလနဲ့ဒီဇင်ဘာလအဲ့ဒီလတွေမှာတော့ဝင်ငွေထွက်ငွေတွေကသူ့အလေးနဲ့သူတော့ညနေနိုင်မယ်နော်။အကောင်းဆုံးလည်းမဟုတ်ဘူးအဆိုးဆုံးလည်းမဟုတ်ဘူး။သူ့အသူညကတက်တာတွေရှိတော့မဆိုးဘူးပေါ့လေ။မဆိုးမိမဆောင်းမှုဘူးဆိုပေမဲ့လည်းအကျိုးတွေပါတယ်မတင်ဘူးဆိုတာမျိုးအဲ့လမှာဖြစ်တတ်တယ်။ကြံတဲ့လတွေမှာတော့ငွေကြေးကဝင်လိုက်ထွက်လိုက်ထွက်လိုက်ဝင်လိုက်ပတ်ချပါတော့လဲတာပေါ့လေ။လာသာထုတ်လိုက်ဒီဝင်ကြံလိုက်နဲ့နောက်လာသာထုတ်ဖို့ပြန်ရင်ဂျိုးစားလိုက်ဒီဝင်ကြံလိုက်နဲ့ပတ်ချပါတော့လဲတတ်တယ်။နော်အကုန်ကြတဲ့တွေအများကြီးနေတတ်တယ်။ ကိုယ့်ရဲ့ဆုတောင်းထားတဲ့ရှိတာဟာလေးတွေတော့မှမမြဲပဲနဲ့အကြောင်းကြောင့်ပြန်ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်။အဲ့တော့ဒီတနစ်စာပလုံးဝင်ငွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကံကောင်းတဲ့လလေးတွေရှိတော့လည်းပဲအဝင်နဲ့အထွက်မှာအထွက်များတဲ့လလေးတွေငွေကုန်ကြေးကျများတဲ့လလေးမျိုးတွေဖြစ်တတ်တယ်။အဲ့လလေးတွေဆိုရင်ဘာဘာဘာလောက်ရမယ်သတိထားရမယ်။ဆုတောင်းလို့ရတဲ့လနေမှာဆိုရင်အလုပ်ကိုပိုကြိုးစားကြီးရှာဆုတောင်းဖို့ပို့ပြီးလုပ်ပြီ။ဒါဆိုတော့သူ့အနေနဲ့သူအဆင်ပြေသွားလိမ့်မယ်ဗျာနော်။နံပါတ်၄အချက်ဖြစ်တဲ့ပညာရေးနဲ့ပတ်သက်တဲ့အချက်လေးနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီတနစ်စာပတ်လုံးမှာ တနင်္လာအသားသမီးတွေပညာရေးကံကောင်းတယ်ဗောလေကိုကျိုးသားရင်ကျိုးသားတော့အကျိုးခံစားဝင်ရမယ်နှစ်တစ်နှစ်ထမှာပါတာဖြစ်တဲ့အတွက်အမှန်တော့ဝမ်းသာဖို့ကောင်းတယ်နော်ညာလည်းပင်ဝါဖြစ်တနင်္လာအသားသမီးတွေကညာရင်ထက်မြောက်ပြီးညာကောင်းတဲ့သူတွေမှာပါပါတယ်စိတ်မပူစရာမလိုပါဘူးစာကြက်ရင်စာကြက်လွယ်ပြီးတော့ရလိမ့်မယ်သို့တော်လည်းပဲဧပြီလနိုဝင်ဘာလဇွန်လဇန်နဝါရီလအဲ့ဒီလတွေမှာဆိုလို့ရှိရင်စာကြက်ရတာခက်နေတဲ့သဘာဝရှိတဲ့အတွက်အထူးသတိထားပါစာကြက်ပြင်းနေတာမျိုးလေးတွေဖြစ်တတ်တယ် မမေ့နဲ့เนาะကျွန်တော်ပြောတဲ့လနေ့ဒီဆိုသတိထားထားပြီးတော့ပဲပြီးတော့ဇူလိုင်လနဲ့ဖေဖော်ဝါရီလနေ့မှာဆိုရင်စိတ်ဒီလေနေလိမ့်မယ်စာချက်လို့မရဘူးဖြစ်နေလိမ့်မယ်အဆောင်ဝဲဖြစ်လို့ရှိရင်လည်းအောင်ဖို့အတော်လေးကြိုးစားယူပါလိမ့်မယ်ဗျာเนาะအဲ့ဒီစကားလေးတော့မမေ့နဲ့ပြီးလို့ရှိရင်ဩဂတ်လနဲ့မတ်လပေါ့အဲ့ဒီလနေ့မှာဆိုလို့ရှိရင်တော့အဲဩဂတ်လမတ်လနောက်တစ်ခါအောင်တို့ဘာလအဲ့ဒီလနေ့မှာဆိုရင်ဆောင်ဝဲဖြစ်တေချာပေါ့ထူးထူးချွတ်ချွတ်ဂုံလူတွေတတိတန်းနဲ့အောင်မဲ့ဆိုတဲ့ကာလတွေဖြစ်တယ်အဲ့ဒီလနေ့မှာဖြစ်နိုင်လို့ရှိရင်တော့အရေးကြီးတဲ့ အလုပ် interview ဖြစ်တာတွေကျောင်းဆောင်ပွဲဖြစ်တာတွေရာထူးထူးဖြစ်တာတွေကိုဖြစ်ပြအောင်ဖြစ်ပါလို့ကျွန်တော်အကြံပေးချင်တယ်ဗျာနော်စနေမလာမှာဆိုလို့ရှိရင်တော့လေဖြစ်လို့ရှိရင်ကိုမန်းနာတာထပ်ပို့ပြီးထူးချွန်တဲ့အောင်မြင်မှုကိုရမယ်ဆိုတဲ့ကာလတွေမှာပါတဲ့အတွက်အမရန်ကောင်းတယ်ဗျာနော်အဲမေလဒီဇင်ဘာလအဲ့ဒီလတွေမှာလည်းဆောင်ပွဲဖြစ်ရင်အောင်တယ်ဗျဆိုတော့တခုတော့ရှိတာပေါ့လေတချို့ကြံတဲ့လလေးတွေမှာကျတော့ကိုမန်းနာတော့ပေါ့လေမအောင်မြင်မဲနဲ့တာမန်လောက်တွေပဲသွားရမှာမျိုးတွေတော့ဖြစ်တတ်တယ်ထင်တော့မပေါ့ဘူးဖြစ်တတ်တယ်သို့တော့ဘာပဲပြောပြော ခြုံပြီးကြည့်လိုက်မယ်ဆိုရင်လတော်တော်များများမှာပညာရေးနဲ့ပတ်သက်ပြီး MNN ကောင်းတယ်။အောင်တဲ့အခါမှာလည်းထူးထူးချင်းချင်းဂုံလူတွေနဲ့တတိတန်းနဲ့အောင်တတ်တယ်ဆိုတဲ့အနေအထားလေးပါတာဖြစ်တဲ့အတွက်ဒီတက်နစ်စာပတ်လုံးမှာတလင်းလာသားသမီးတွေကပညာရေးနဲ့ပတ်သက်ရင်ဘာလို့ဘာမှစိတ်ပူစရာမလိုဘူး။အဲ့ဒါလေးသိသိချင်းတယ်ဗျာနော်။အဲ့တော့နံပါတ်5အချက်အနေနဲ့တက်နစ်စာပတ်လုံးကြုံရမယ်တလင်းလာသားသမီးတွေရဲ့အချစ်အိမ်တော်ကြီးကံလေးဟောပေးခြင်းတယ်။အဲ့တော့ကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ပြီးဟောရမှာပေါ့လေ။ဒီနေ့တက်နစ်စာပတ်လုံးအိမ်တော်ကြီးကံကတော့ကောင်းတဲ့အထက်မှာပါတယ်။နော်မကောင်းမဟုတ်ဘူးကောင်းတယ်။ တယောက်နဲ့တယောက်အဘေးယူမြတ်တာပြီးတော့နှစ်ခုတစ်စိတ်ဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်နော်သို့တော်လည်းပဲတခါတလေမှာလင်းနဲ့မယားရှာနေသွားပေါ့လေချစ်သူသမီးသားဘဝပဲဖြစ်ဖြစ်ပေါ့လေအခက်မဲ့လို့စကားများရန်ဖြစ်တာမျိုးကတော့ရှိမှာပေါ့ရှိလဲခဏပါပဲချက်ချင်းပြန်ပြီးတက်တာမျိုးလေးတွေတော့ဖြစ်တတ်တယ်အဲတယောက်နဲ့တယောက်မျက်နှာမမြင်ချင်တော့အောင်လုံးဝဖြစ်တဲ့အထက်မှာတော့မပါဘူးပေါ့လေချစ်လို့ခင်ခင်လို့ချစ်လို့ခင်လို့စရင်နောက်ရင်လည်းဖြစ်တဲ့ပြဿနာလေးတွေပေါ့လေအဲအဲ့ကိစ္စလေးတွေကတော့စဖြစ်တဲ့ကိစ္စလေးကတော့ဖြစ်တတ်တယ်သောတော့ကျွန်တော်စိတ်ဝင်စားလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် ဒီကရမှာအချိအိမ်တော်ဝင်တဲ့ပတ်သက်လို့ရှိရင်အရင်ကဖုံးဝဲထားကြတဲ့ကိစ္စတွေကဒီကရမှာဘွားနဲ့ဆိုပြီးပြန်ပေါ်လာတာပေါ့လေအချိအိမ်တော်ဝင်မှာအဲချစ်သူအိမ်တော်မှာမသိအောင်ဖုံးဝဲထားတဲ့ကိစ္စလေးတွေအိတ်ကာလလေးတွေမှာပြန်ပြီးပေါ်လာတာမျိုးတွေတော့ကြုံဝမ်းတတ်တယ်အခုလက်ရှိဖြစ်တဲ့အနေအထားမဟုတ်ဘူးနော်အတိတ်ကဖြစ်ခဲ့တဲ့အချိန်မှာဖုံးထားအောင်မသိအောင်လုပ်ထားတဲ့ဟာတွေကဘွားနဲ့ဆိုပြီးဘူးပေါ်တယ်လို့ပေါ့လေတခိုးလူမိတယ်လို့ပေါ်တဲ့ကိစ္စတွေကြောင့်တော့ပြဿနာလေးတွေဖြစ်တတ်တယ်ဂယုဆိုင်ပါချစ်သူအိမ်တော်ဘက်တွေဖြစ်စေကိုယ်တိုင်ဖြစ်စေ ဖုံးဝင်လာတဲ့အရာလေးတွေပြန်ပေါ်လာတဲ့ကာလတွေမှာပါတယ်။သဝတ်ထားတဲ့အရာလေးတွေယင်းရဟာလေးတွေပြန်ပေါ်လာမျိုးတွေဖြစ်တယ်တဲ့။တတိထားပါလို့တော့အကြံပေးခြင်းနဲ့။ဧပြီလကနိုဝင်ဘာလအဲ့ဒီလနေ့မှာဆိုတော့လင်မယားချင်းစကားများရံဖြစ်ရတဲ့ပတ်ဝန်းကျင်အနောက်ရှက်လေးတွေဆွေမျိုးသားချင်းအနောက်ရှက်လေးတွေဂျားလူအနောက်ရှက်လေးတွေကြောင့်စကားများရံဖြစ်ရတဲ့တယောက်ရဲ့စိတ်ထဲမှာတယောက်မကြည်မလင်ဖြစ်တာမျိုးတွေဖြစ်တတ်တယ်။ဇူလိုင်လနဲ့ဖေဖော်ဝါရီလတွေမှာတော့တာသမီတွေအတွက်စိတ်အနှဲငယ်ညက်ကတာမျိုးတွေဖြစ်တတ်တယ်။ကိုပြောစကားနားမထောင်ဘူးပေါ့လေ။တာသမီတွေကိုထင်ရှားဆိုင်နေတာမျိုးတွေဖြစ်တတ်တယ်။ ်เนาะတာသမီးတွေကိုယ်စီကနေမကောင်းသောထွက်ခြင်းနဲ့ထွက်တာရမှုတွေဖြစ်တတ်တယ်။အော်နိုဘာလာအဲ့ဒီအော်နိုဘာလာမှာဆိုရင်တော့အိမ်တော်ကြီးအထူးအထူးတာယာတယ်ဗျာနော်။အဲချစ်သူမရှိတဲ့သူတွေဆိုချစ်သူရတယ်ချစ်သူရှိတဲ့သူတွေဆိုအိမ်တော်ကြတယ်အိမ်တော်ရှိတဲ့သူတွေဆိုလို့ရှိရင်လည်းကောင်းတာပေါ့လေအချစ်အိမ်တော်ကြီးဒုက္ခပြပြဝါလေးကြည်နုနုခံစားရတဲ့ကာလလို့ခေါ်တယ်ဗျာ။ကြံတဲ့လတွေကတော့တာမှန်ပဲပေါ့လေဒီတိုင်းလေးပဲဖြတ်သန်းတဲ့ကာလတွေပါပဲပါပါတယ်။အဲ့တော့ခြုံမင်းကြည့်မယ်ဆိုရင်တော့အရင်ရေးစိုးစိုးဝါးကြီးရှိတဲ့ထဲမှာမပါဘူးအခြေအနေအောင်ရေးမဆိုးဘူးဆိုတဲ့အနေထားလေးတွေမှာပဲသွားပါပါတယ်ဗျာနော် နံပါတ်6အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့တနင်္လာသာသမီတွေတနစ်စာကြောင်းမဲ့ကံဒီမာလေးကိုကျွန်တော်ကြည့်တဲ့အခါမှာဒီတနစ်စာပတ်လုံးမှာကျမ်းမာရေးကတော့အထူးမညံ့ဘူးဗောလေ။တာမန်ဖြစ်နေဖြစ်တာရှိတဲ့ကျမ်းမာရေးအညာအခိုက်ယောဂလေးတွေပဲဖြစ်တာမျိုးလေးတွေတွေ့ရတယ်။အဲ့တော့ဖြစ်တဲ့အခါမှာလည်းဘယ်လနေမှာဖြစ်မလဲဆိုပြီးကျွန်တော်လမ်းကြည့်တဲ့အခါမှာဇွန်လဇန်နဝါရီလအဲ့ဒီလတွေမှာဘာနဲ့ပတ်သက်ပြီးဖြစ်လဲမင်းအာယုံကျော်ခေါင်းနဲ့ပတ်သက်တဲ့ဟာလေးတွေဖြစ်တယ်။ခေါင်းမှုမဲ့ ခေါင်းနေအုံနေမယ်မျက်ကြောနေထိုးနေမယ်ကြိုက်နေမယ်ခေါင်းနေကြိုက်တာဗောလေအဲဒါမျိုးတွေလည်းပတ်သက်ပြီးတွားဖြစ်တဲ့အတွက်အထူးသတိထားပေးပါနော်ဇူလိုင်လဖေဖော်ဝါရီလအဲ့ဒီလတွေမှာကြတော့လေထိုးလျောက်တွေဖြစ်ရင်ပြင်းပြင်းထန်ထန်ဖြစ်တဲ့သတိထားပါနော်ပြီးတော့ဒီဝမ်းချောက်တာမျိုးလေးတွေအဲဘိုက်နာတာမျိုးလေးတွေဝမ်းပြဝမ်းလျှောဖြစ်တာမျိုးလေးတွေအဲ့ဒါမျိုးလေးတွေတွားဖြစ်တဲ့လေနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့အသက်အရွယ်ကြီးနေတဲ့သူတွေဆိုပိုဆိုးတယ်အဲ့တော့ငယ်ငယ်ရွယ်အမျိုးသမီးတွေပဲဖြစ်ဖြစ်ပါဖြစ်ဘိုက်မကြခဏအောင်နည်းနည်းပြင်းပြင်းထန်ထန်အောက်တက်တဲ့သတိထား အသက်ရောက်ချင်းတဲ့ကြာတော့လေနဲ့ပတ်သက်ပြီးလေတစိုးလို့ဖြစ်တာမျိုးတွေလေဖြစ်သွားတာမျိုးတွေတော့အဲ့ကာလာမှာဖြစ်တတ်တယ်ဂယုဆိုင်ပါနော်အဲ့ဧပြီလနဲ့နိုဝင်ဘာလတွေကြာတော့ဘာဖြစ်တတ်လဲဆိုတော့အစာမားတာမျိုးတွေဖြစ်တတ်တယ်အစာစားတာရင်သတိထားပါအစာမားတဲ့ပြဿနာလေးတွေနောက်ဆက်တော့ကြောက်အစာအစိတ်တင်တာမျိုးတွေဖြစ်တတ်တယ်အထက်လောက်အောက်လျှောဒါမျိုးတွေအစာဖြစ်တတ်တော့ဂယုဆိုင်ပါဗျာနော်ဝက်ပြဝက်လျှောလေးတွေသတိထားပါယောဂကြီးကြီးမားမားတော့မဖြစ်ဘူးဆိုတာလေးသွားတွေးရတယ်ဗျာနော်ဆိုတော့နောက်ဆုံးညာစိတ်ုံတက်လာရတဲ့အထိခံစားရတာမျိုးတွေတော့ကျွန်တော်မတွေ့ဘူးပေါ့ အခက်မသိလို့ဂျူရဂျူရစေုံတမ်းမဲ့အနေထားဖြစ်ခဲ့ရင်တော့မှအတန့်အနေရဲ့လုံးဝစိတ်ပူစရာမရှိဘူးဆိုတာဖြစ်တဲ့အတွက်အဲဘာမှစိတ်ပူစရာမလိုဘူးပေါ့လေဒါအပြင်ဒီကာလမှာနာတာရှင်ယောဂနဲ့ပတ်သက်ပြီးဖြစ်စရာလေးတွေမရှိတဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းပါလေပေါ့နော်အဲ့တော့ချုပ်ပြောလိုက်မယ်ဆိုရင်တနင်္လာသားသမီးတွေအဲတနင်္လာကညမာမှာကျမကြီးနဲ့ပတ်သက်ရင်မဆိုးဘူးကောင်းတယ်ဆိုတဲ့အနေထားရှိတယ်။တာမန်ဖြစ်လေးဖြစ်တာရှိတဲ့ယောဂဘာညာလောက်တွေပဲဖြစ်တာဖြစ်တဲ့အတွက်ဘာမှစိတ်ပူစရာမလိုပါဘူးပြေနော်။ အဲ့တော့ကျွန်တော်ဟောလာတာအချက်အားလုံးပေါင်း6ချက်ဖြစ်သွားပြီတော်တော်လေးစုံပြီးပေါ့လေနော်အချက်9ချက်အနေနဲ့အားလုံးကိုကျွန်တော်ခြုံကြည့်ပြီးတော့အကြံပေးချက်လေးတွေပြောချင်တယ်ဗျအဲ့တော့ဒီတနစ်စာအကံကြမ္မာမှာနေ့နာ9ခုရှိတဲ့အထက်မှာနေ့နာလေး3ခုကကံညနဲ့အဲ့ကံညနဲ့အထက်မှာတနင်္လာကနံပါတ်3နေရာမှာပါတယ်အဲ့တော့ကိုယ့်ထက်ဆိုတဲ့နေ့နာ9ခုရှိသေးတယ်ကိုကနံပါတ်3လောက်ပဲရှိတာဟုတ်အရင်စိတ်ပူစရာမှမရှိတာနော်အဲ့တော့ခြုံပြောမယ်ဆိုရင်ဒီတနစ်စာကာလဒီတနင်္လာသားသမီးတွေကကံကောင်းတဲ့နေ့တစ်နေ့မဟုတ်ဘူးဆိုတာအသေးချာပဲ သို့တော့အရာလည်းမဆိုးပါဘူးသူ့အလေးနဲ့သူအသိအနှင်းရှိတဲ့ကာလတွေမှာပါတယ်နော်စိတ်ညစ်စရာလေးစိတ်ပျက်စရာလေးတွေကတော့မကြာခဏကြုံရလိမ့်မယ်စိတ်နဲ့ပတ်သက်ပြီးတော့စိတ်လေတာတွေကိုယ်စိတ်ကိုကိုယ်မထိန်နိုင်တာတွေစိတ်တိုင်းမကြတာမျိုးလေးတွေကစာဖြစ်တယ်ဗျစိတ်နဲ့ပတ်သက်ပြီးဒီတင်းကဖြစ်ကိုဖြစ်တယ်နောက်ဆုံးဗျာတချို့တွေကဆိုလို့ရှိရင်စိတ်သောကလေးတွေနင်းနိုင်လိုက်တွေးပြီးပူနေတာမျိုးတွေကစာဖြစ်နေရောအသေးအဖွဲလေးကစာတွေးတော့ပူပန်တော့ကရောက်နေတာမျိုးလေးတွေဒီကာလမှာဖြစ်တယ် ပြီးရင်ကိုယ့်ရဲ့တာသမီးတို့ညီကောင်မတော်အားတို့လောက်အောင်ငယ်သားတို့အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့စိတ်ဆိုးဒေါသထွက်လွယ်နေတာမျိုးလေးတွေပေါ့လေစိုးစိုးမခဏမျိုးလေးတွေအားစာဖြစ်တတ်တဲ့သူကစိတ်မကြည်တာလေးတွေတော့ဖြစ်တတ်တယ်ဒါမှမဟုတ်ဘာမှစိတ်ပူစရာမလိုဘူးဒါတွေကခဏပါပဲနော်ကိုယ့်ကိုသူတို့ကမကြော်နိုင်ပါဘူးနောက်ဆုံးကိုယ်ကပဲအနိုင်ရမယ်ဆိုတဲ့ဂိမ်းထဲမှာပါတာဘူးဗျာနော်အဲ့တော့ဒီနေ့တနစ်စာပတ်လုံးမှာအဓိကအဖြစ်နံပါတ်1အရင်အရေးကြီးတဲ့အချက်ကဘာလဲမေးလို့ရှိရင်စိတ်ကိုနိုင်အောင်ထိမှာအဲကျွန်တော်တို့ကမြမယူပါစိတ်ပညာမှာဆိုရင်အများအားဖြင့်ပြောလို့ရှိတယ်ဗောလေစိတ်ထောင်းရင်ကိုကြည်တယ်လို့ခေါ်တယ် စက်တရားမကြည်နိုင်ဘူးစက်တရားအရန်ရှုပ်ထွေးနေတယ်ဆိုရင်စုံပစ်စက်တွေချတဲ့အခါမှာအမားယွင်းနေဖြစ်တယ်လေနောက်ဆုံးပြကောက်ကောက်မှုမှုဘာလှုပ်လို့လို့အမှန်တော့မသိဘူးလေလမ်းနေပါတယ်ပျောက်တာမျိုးလေးတွေမုန်းနေလို့အရာထားတာနဲ့စိတ်တွေမကြည်တာမျိုးလေးတွေလေးလေးပင်ပင်ထားတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့သူကဘာသာရေးလောက်ကမှာတက္ကနာပါလေသို့တော့အတတ်နိုင်ဆုံးနံပါတ်၁စိတ်ကိုနိုင်အောင်ထိမ့်ပါစိတ်ပြိုရင်ကိုနုတယ်ဆိုတဲ့စကားလေးရှိတာပဲเนาะအဲ့ဒါအရန်ရေးကြည့်တဲ့အချက်ပါဒုတိယအချက်ကဘာလဲဆိုတော့ဒီကနေ့မှာမိတ်ဆွေအစ်မိတ်ဆွေအတူ တေးသေးချာချာလေးခွဲချပြီးဆက်ဆံပါတေးချာလေးခွဲချပါဒီကလာမှာကြုံရတဲ့သူတွေကနောက်ကျော်ဓာတ်နဲ့ထိုးတဲ့သူတွေထဲမှာပါတယ်ကုညီမလို့နဲ့နောက်ကျော်ဓာတ်နဲ့ထိုးမှာဖြစ်တဲ့သူကအထုနဲ့အစ်တေးသေးချာလေးခွဲပါဘယ်သူမှမယုံနဲ့အရေးကြီးတယ်နော်နောက်နံပါတ်3ချက်ကပါလဲဆိုတော့ငွေကြေးနဲ့ပတ်သက်လို့ရှင်ဘယ်သူဘယ်သူမှမယုံနဲ့အဲ့ဒီဘသူဘသူဆိုတာမိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းတွေကိုအဲ့လောက်ထိပဲပြောတာမဟုတ်ဘူးနောက်ဆုံးမြာဆွေမျိုးညီကောင်မတော်အချင်းချင်းဖြစ်စေတာသမီးဖြစ်စေအငွေချင်းနဲ့ပတ်သက်ပြီးဒီကာလမှာ သူတို့ကိုအကြောင်းပြပြီးဆုံရှုံနေတဲ့နေရာလေးတွေဖြစ်တာဖြစ်တဲ့အတွက်လုံးဝမယုံကြည်ပါနဲ့လို့ကျွန်တော်အကြံပေးချင်တာပါနော်နောက်ဆုံးနံပါတ်၄အချက်အနေနဲ့ပါလဲဆိုတော့ပညာရေးထံပတ်သက်လို့ရှိရင်နည်းနည်းလေးစိတ်ရှည်ပေးပါဗျာနော်တချို့ကလေးတွေမှာနိုင်ငံသားသွားဖို့ဆိုပြီးကြောင်းလျှောက်တယ်ပေါ့လေချက်ချင်းလက်ငင်တော့အဲတင်လိုက်လို့ရှိရင်မရဘဲနဲ့ကြာလာမျိုးလေးတွေဖြစ်တတ်တယ်ဒါမှမဟုတ်အဲ့ဒါလေးကိုစိတ်ရှည်သီးခံပြီးဆက်ပြီးလုပ်မယ်ဆိုတော့ तू အောင်မြင်တယ်ပေါ့လေပညာရေးနဲ့ပတ်သက်ရင်အဲ့တော့ချက်ချင်းလို့ချက်ချင်းမရဘူးဆိုရင်စိတ်ဆိုးဒေါသထွက်လွယ်ပြီးတခုခုပြောင်းလဲတာမျိုးတွေကမသိတော့ဘူးစိတ်ရှိရှိလေးစောက်ဆိုင်မှာ လိုချင်တဲ့အခွင့်အရေးတွေတရားဘောက်ရလာမယ်ဆိုတာလေးပြောချင်တယ်ဗျာနော်ကျွန်တော်ဘာမှစိတ်ပူစရာမလိုဘူးဘာပဲဖြစ်ဖြစ်ကြုံရတဲ့အရာအကောင်းကြီးဆိုးကြီးကခဏပါပဲဗျာနော်ကျွန်တော်တို့ကိုယ်ကံကိုသိပြီးရှောင်မယ်ဆောင်မယ်ဆိုလို့ရှိရင်တရားဘောက်ဒီကံကိုမကောင်းကောင်းအောင်ကျွန်တော်တို့ပြင်လို့ရပါတယ်နော်စိတ်ပူစရာမလိုပါဘူးအဲ့တော့နောက်ဆုံးအချက်၈နံပါတ်၈အနေနဲ့ပေါ့လေကျွန်တော်တနစ်စာပတ်လုံးလောက်ကမဲ့တနင်္လာသားသမီးတွေအတွက်တနစ်စာရေရရကျွန်တော်ပေးခြင်းနေပါနော်အဲရေရကနံပါတ်၁ကဘာလောက်ကမလဲဆိုတော့အိမ်ရဖះမှာမကြမကြပါဘောလေ တရားသီးလေးရတယ်ဆိုရင်တရားသီးလေးကိုစွန်းနေနဲ့ကတ်လူပူဇော်ပေးပါဗျာနော်တရားသီးမရဘူးဆိုလို့ရှိရင်လည်းတမောသီးတမောသီးမရရင်လည်းတရက်သီးအဲ့အသီးလေးကိုမကြမကြစွန်းနေနဲ့ကတ်လူပေးပါဗျာနော်နံပါတ်1ကဘာလို့ကလဲဆိုတော့မိမိကြိုက်တဲ့ဖျားမှာပေါ့လေဘရောက်ပန်လေးမကြမကြလူပါလူတဲ့ခါမှာလည်းဘရောက်ပန်လို့မိဒီမှာတကူလာမှာပဲပွင့်လာဘူးဗျအဲ့တော့အဲ့ပါလာမှာတော့လူပြအောင်လူနော်အဲ့ဒီဘရောက်ပန်လေးပါလေမရတော့တဲ့အချိန်မှာဆိုရင်ဘရောက်ညွန့်လေးတွေကို ဖျားပန်းအနေနဲ့ယူရပြီးတော့လူပါအိမ်ရဖျားမှာလူလို့ရသလိုကိုယ့်ရဲ့ဂျိုတိုင်းနေမှာတခြားဖျားနေမှာလည်းဗနီယံမှာဆိုလူလို့ရတယ်မကြမကြလူပေးပါပြီးတော့နံပါတ်3အနေနဲ့အဲ့ဒါပါလဲဆိုတော့ကိုယ့်ရဲ့အိမ်ရဖျားမှာကြာပန်းရရင်ကြာပန်းနေမှာကြမကြလူမယ်ခေါင်းပေါ်ပန်းရရင်ခေါင်းပေါ်ပန်းနေမှာကြမကြလူမယ်ဒါကဟိုဆုံးတော်ကတ်တာမျိုးလေးတွေဒီဖျားပန်းတင်တာလေးလေးအနေနဲ့ပေးတဲ့ရရရာလို့ခေါ်တယ်ဗျာနော်ဒါအပြင်အကောင်းဆုံးလှုပ်ဖြစ်အောင်လုပ်မဲ့ရရရာပေါ့လေအဲ့ဒါဘာလဲဆိုလို့ရှိရင် ဇီဝိရဒါနလေးတွေမကြမကြလုတ်ပေးစေချင်တယ်ဗျာနော်အထူးသဖြင့်ကျွန်တော်သဘောရဆိုလို့ရှိရင်ဒီငားလေးတွေပေါ့လေကိုယ့်ရဲ့တနင်္လာနေ့တိုင်းနေ့တိုင်းငားသက်စစ်လေးတွေလွတ်ပြအောင်လွတ်ပေးပါလို့အကြံပေးချင်တယ်လွတ်လေကောင်းလေပါပဲကြုံတွေ့ရမယ့်အဲ့စိတ်တစ်ပိုင်းဆိုင်ရာတွေရောငွေချေးတွေရောအချစ်ရေတွေရောအများကြီးကောင်းအောင်မလို့တနင်္လာနေ့တိုင်းလို့လို့လွတ်လွတ်တဲ့အခါမှာချောင်းလို့မြေလို့လို့စီစင်းတဲ့ရေရှင်ပါပဲလွတ်ပါရေကန်ထဲမှာအသေးထဲမှာသွားလွတ်ပြီးလောင်နာနာမျိုးတွေမလွတ်ပါနဲ့ဗျာနော်စီစင်းတဲ့ချောင်းလို့မြေလို့လို့ရေရှင်မှာလွတ်ပြအောင်လွတ်ပါအမရန်ကောင်းတယ်ဒါအပြင် လမ်းပြင်ပေးပါလမ်းခင်းပေးပါလှုပ်ပြအောင်လှုပ်ပေးပါဥပမာကိုယ်အနေနာမှာရှိတယ်ပေါ့လေဂျက်ကွက်ရှိတဲ့လမ်းလေးတွေဆိုရင်ကြောက်ခဲလေးတွေနဲ့လမ်းခင်းပြအောင်ခင်းပေါ့အကယ်၍အဲ့ဒါတကွာပုံပြီးတက်နိုင်တယ်ဆိုရင်အဆင်ပြေသလိုလှုပ်ပေါ့ပြီးတော့အခုကျွန်တော်တို့ဒီနိုင်ငံမှာကက်ယောဂဘေးနော်ကြာရောက်နေတာမျိုးတွေတွေ့ရတယ်တဘာဘေးအရည်ကြီးကြုံတွေ့နေရတယ်လမ်းတွေအများကြီးပြတ်နေတယ်အဲ့ဒီခဲအထက်ကမှကိုကကာယအားနဲ့တက်နိုင်တယ်ဆိုရင် ကာယအားလေးနဲ့ ပါဝင်ပြီးတော့ကူညီပေးပါဗျာနော်နောက်ဆုံးများဗီတာမင်တွေဖြော်ဖို့လူမယ်ဆိုလို့ရှိရင်ကိုကကြောက်ဖို့လေးပေါ့လေကြောက်စလစ်ခဲလေးဝယ်ပြီးတော့လူမယ်ဆိုလူအဲ့လိုမျိုးလေးတွေဝင်ပြီးလှုပ်ပေးပြအောင်လှုပ်ပေးပါအဲ့လိုလှုပ်ခြင်းအားဖြင့်တနစ်စာပတ်လုံးကိုကြောက်ဝမ်းမဲ့အညံ့ခိုက်လေးတွေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပိုပြီးကောင်းသွားပါလိမ့်မယ်အဲတနစ်စာသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပြီးတော့နှစ်သက်မှာကြုံရရတဲ့ဘေးအပေါင်းကနေကွာဝေးကင်းဝေးပါစေလို့ကျွန်တော်လေးလေးနက်နက်လေးမြတ်တာဖို့ဆုတောင်းနေတဲ့တနစ်စာကံကြမ္မာဟောကင်းကိုဒီနေ့မှပဲနှိကုံချုပ်ပါတယ်ဗျာနော်